အမေရိကန်နေနဲ့စစ်တပ်ချင်းနဲ့ဆိုရင်ဘေးစစ်ပွဲမဆိုဆင်းနေမယ်လို့တမန်ငယ်ဌာနပြောဆိုရှိသူရင်ဂျင်းကပြောဆိုလိုက်ပါတယ်။အဲဒီပြောကြားချက်ကိုဝေအမေရိကန်မှာရှိတဲ့တရုတ်တိုင်ယုံ H ဒီမှုကွေရမှာပြန်လည်ဖော်ပြထားပါတယ်။မတ်စလာလီယက်ကတရုတ်နိုင်ငံရဲ့ဌာနမှာပုံမှန်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာအမေရိကန်ရဲ့တရုတ်ပစ္စည်းအပေါ်အခွန်ဆဲကနုတုံးမြေကောက်ခံမှုကိစ္စနဲ့ပတ်သက်ပြီးသတင်းတောက်တွေကမင်းမြန်ရမှာအခုလိုပြောလိုက်တာလည်းဖြစ်ပါတယ်။အကယ်ဖနီစီပြဿနာကအမေရိကန်ကအမှန်တကယ်ဖြစ်ရှင်းလို့ရင်တရုတ်နဲ့တန်းတူညီညွတ်ဆွေးနွေးရမှာဖြစ်ပါတယ်။ တကယ်လို့အမေရိကန်ကသာစစ်ဖြစ်ချင်တယ်ဆိုရင်အကောက်ခွန်စစ်ပွဲ၊ကုန်သေးစစ်ပွဲဒါမှမဟုတ်ဘယ်စစ်ပွဲပဲဖြစ်ဖြစ်ကျွန်တော်တို့ကအဆုံးထိတိုက်မှာဖြစ်တယ်လို့လင်ဂျင်းကပြောဆိုထားပါတယ်။ဖန်နက်စစ်ကိစ္စဟာအမေရိကန်ကတရုတ်ကွန်မြူနီကိုခုံတိုးကောက်ဖို့တမင်လုံဆောင်လာဖြစ်ပြီးတော့တရုတ်ကတော့တရုတ်ကွန်ရက်စီဘက်ကိုကာကွယ်ရမှာဖြစ်တယ်လို့လည်းသူကပြောဆိုထားပါတယ်။ဒါပြသူကချင်းချောင်းနိုင်ချင်းဖိအားပေးမှုတွေကိုလည်းတရုတ်ကမကြောက်ဘူးလို့လည်းပြောဆိုခဲ့ပါတယ်ခင်ဗျာ။ စစ်ဘက်မှာရှုံးနေနေတဲ့စစ်ကောင်စီအနေနဲ့စစ်တုံးစီတုံးမြင့်ပြီးတော့ပညာရေးတုံးစီရွှေချဖို့ပြင်ဆင်နေပါတယ်စစ်ကောင်စီအနေနဲ့ပညာရေးဘက်ကတုံးစီရွှေချဖို့အတွက်ချင်းကပညာတက်တန်းစင်းကကြောင်းသားကြောင်းသူအားလုံးလက်ရှိအုံပြုနေတဲ့ကြောင်းသောဖက်စာအုပ်တွေကိုပညာတနည်းအကောင်မှာပြန်အပ်ဖို့စစ်ကောင်စီပညာရေးဝန်ကြီးဌာနကတော့တွင်ကြားထားပါတယ်ပြည်ထောင်စုညီမရှိတဲ့ကြောင်းသားကြောင်းသူတွေကိုလာမယ့်ပညာသင်တန်းမှာကြောင်းအပ်ခွင့်ဆုံးရှုံးမှာဖြစ်တယ်လို့ဖက်စာအုပ်တွေစုပ်ပြဲနေပါကလည်းရော်ပြရမှာဖြစ်တယ်လို့လည်းကြောင်းသားမျိုးတွေကပြောဆိုထားပါတယ်အဲ့ဒီအချက်လက်တွေကိုကြည့်ပါကစစ်ကောင်စီအနေနဲ့ပညာရေးတုံးစီကိုရွှေချဖို့ပြင်ဆင်နေတာလည်းဖြစ်ပါတယ် ဖတ်စာအုပ်တွေကပြန်ပေးရတယ်နောက်ပညာသင်တန်းမှာပြန်အသုံးပြုမယ်ဆိုပြီးတော့ပြောဆိုထားတယ်ပြန်အပ်ရင်နောက်နှစ်ကျောင်းအပ်ရင်ပေးမှတ်ဘူးလို့လည်းပြောနေတယ်မဖြစ်မနေကျောင်းကိုပြန်အပ်ရတယ်စုပ်ပြဲနေလို့လည်းမရဘူးလို့ကျောင်းသားမိဘတကူကလည်းလူမျိုးမြန်မာလည်းလောထားကိုပြောဆိုထားပါတယ်2025 2026စာသင်နှစ်ကစပြီးတော့ကျောင်းသုံးဖတ်စာအုပ်လက်ဆင့်ကစနစ်စတင်တင်သွင်းမှဖြစ်တယ်လို့လည်းသိရပါတယ်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာပညာရေးဝန်ထမ်းတွေရဲ့စီရင်လို့ရှာမှုတွေကြောင့်အခြေခံကျောင်းတွေပိတ်ခဲ့ရပြီးတော့2020 2023ပညာသင်မှာနိုင်ငံတော်ကကျောင်းတွေပြန်ဖွင့်နိုင်ခဲ့တာဖြစ်ပါတယ် အခုဗန္ဒာနီရဲ့ပြည်တော်စုစုစုပေါင်း၃စိတ်ဟာတက်ဘီလီယံ၄000ရှိတယ်လို့စစ်ကောင်စီရဲ့ရာသူမတ်ကျင်ွေးစည်းမှာဖော်ပြထားပြီးပြည်ညာဝင်ကြီးဌာနရဲ့တောင်းစီရာ6တက်သမ3300ခန့်ရုံးသာရှိတယ်လို့လည်းသိရပါတယ်စစ်ကောင်စီရဲ့2020 2025 2025ဗန္ဒာနီရမဲ၃ကျင်ွေးစည်းအချက်လက်များအရာပညာရေးကျန်းမာရေးနဲ့ကယ်ဆယ်ရေးဝန်ကြီးဌာန၃ဦးရဲ့စည်းငုံသာဖော်ပြထားပြီးကာကွယ်ရေးဝန်ကြီးဌာနပါဝင်ခြားဝန်ကြီးဌာနတွေရဲ့၃စည်းကိုဖော်ပြထားတာမျိုးရှိသေးပါဘူးခင်ဗျာ လက်စစ်တမ်းအကောက်ဝက်130ထုတ်လုပ်ပြီးမဲ့နျူကလ িয়ার တာအပီစိတ်ဝင်စီမံကိန်းဖော်ဆောင်မှုစစ်ကောင်းဆောင်မြောက်လည်းနဲ့ပူတင်ဟာကရီမလင်နန်းတို့မှမေလ၄ရက်နေ့ကလက်မှတ်ရထုတ်ခဲ့တယ်လို့စစ်ကောင်စီသတင်းမှဖော်ပြချက်အသိရှိရပါတယ်။မြန်မာနိုင်ငံမှာသေစားနျူကလ িয়ার တာအပီစိတ်ဝင်တခုတိဆောက်ရေးဦးမောဆောင်ရဲ့ကြောက်ကိုခြေခံမှုတွေကိုထပ်ပဲသဘောတူလက်မှတ်ရထုတ်ခဲ့ကြတာဖြစ်တယ်လို့လည်းသိရပါတယ်။လက်စစ်တမ်းအကောက်ဝက်130ထုတ်လုပ်ပြီးနေမဲ့နျူကလ িয়ার တာအပီစိတ်ဝင်သုံးစီမံကိန်းကိုရုရှားနိုင်ငံရဲ့နိုင်ငံပိုင်နျူကလ িয়ার ဆိုင်ကော်ပိုရေးရှင်းဖြစ်တဲ့ Bravestone ကမြန်မာနိုင်ငံမှာအကောင်အထည်ပေါ်ဆောင်မှာဖြစ်ပြီး မကဘာ330ထုတ်လုပ်ပေးနေတဲ့ဒီတိုးချဲ့နိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။ Rosetone ကမြန်မာနိုင်ငံအတွင်းမှာလင်းစစ်တာ190နှစ်မကဘာနဲ့200မကဘာအသီးသီးထုတ်လုပ်နိုင်မဲ့လေယာဉ်လင်းစစ်ဒါဘီဆက်ဝင်လည်းတိစောက်ဖို့စီစဉ်နေတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ညဒီမြန်မာညနေခင်းတရင်စီစဉ်တွေကိုနေ့စဉ်တနင်္လာနေ့ကနေစနေနေ့ထိမြန်မာစံတော်ချိန်ည9:00နာရီတိုင်းမှာတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှကြည့်ရှုနားဆင်နိုင်ပါပြီခင်ဗျာ။